စစ်ဘိုလ်ချုပ်ဟောင်းများတဲ့တွင်မြမပြည်သူများကိုတမကကဘာကိုပါလိန်ညာလှည့်ပြားခဲ့သူတအူရှိသည်သူအကြောင်းမသိသူများကပြုပြင်ပြောင်းလဲရေးတမဟုထင်ခဲ့ကြသည်သမရဦးသိစေအစိုးရလက်ထက်တွင်ပြုပြင်ပြောင်းလဲသမဟုထင်ခံခဲ့ရသူဝင်ကြီးဦးစိုးသိန်းသည်စစ်တပ်ကအာဏာသိမ်းပြီးနောက်သူဖုံးကွယ်ထားသည့်မျက်နှာဖုံးကွာကြလာခဲ့သည်အာဏာသိမ်းပြီးနောက်သူရေးသားထုတ်ဝေခဲ့သောစာအုပ်သည်သူ၏ဗီဇအမှန်ကိုဖော်ပြခြင်းဖြစ်ပေသည် ။ဦးသိန်းစိန်ကြောင့်စိန်နကတ်ကြောင့်ပါပြောင်ခဲ့ရသူစစ်ပိုလ်ချုပ်ဟောင်းဦးစိုးသိန်းသည်ကဘာကြီးနှင့်မြန်မာပြည်သူများကိုတာမကသူ့မိတ်ဆွေအရင်းအရှာများကိုပင်လိန်ညာလှည့်ပြားကသူ့အကျိုးစီးပွားအတွက်ဆောင်ရွက်ခဲ့သူဖြစ်သည်။ထို့သူမှာရေကျောက်တာဝင်ယူခဲ့ပြီးဥသိမ့်စိန်အစိုးရလက်ထက်တွင်တမနာယုံဝင်ကြီးတာဝင်ယူခဲ့သောဥဆိုးသိမ့်ပင်ဖြစ်သည်တမနာဥသိမ့်စိန်အစိုးရလက်ထက်တွင်ရေကျောက်ဟောင်းဥဆိုးသိမ့်သည်တမနာယုံဝင်ကြီးဖြစ်လာခဲ့သည်တမနာယုံဝင်ကြီးဆိုတော့လေဥဆိုးသိမ့်အာ သမရာဦးသိန်းစိန်ကလောက်ပိုင်ခွင့်များပေးထားသည့်အတွက်တင်းနဲ့နှစ်ကြားကလူဟုပင်ခေါ်ဆိုကြရသည်ဒုသမရာထပ်ပင်အာနာရှိသည်ဟုဆိုလိုခြင်းဖြစ်သည်ဦးစိုးသိန်းနှင့်သမရာဦးသိန်းစိန်တို့သည်စစ်တကတူကလေးကဆုံခဲ့ကြသည်လင်းနှစ်တက်ရသောစစ်တကတူတွင်သမရာဦးသိန်းစိန်ကစစ်တကတူအပတ်စဉ်ကိုတက်ခဲ့ပြီးဦးစိုးသိန်းမှာအပတ်စဉ်၁၁တက်ခဲ့သည် ထို့ပြင်နာဝတအစိုးရလက်ထက်ဦးသိန်းစိန်ဝန်ကြီးချုပ်ဖြစ်လာသည့်အခါ ဦးစိုးသိန်းသည်လည်းစမှုနေဝင်ကြီးဖြစ်သည့်အတွက်ထပ်မံဆောင်ခဲ့ရပြန်သည်ဦးသိန်းစိန်သည်2011တွင်သူတမရဖြစ်လာသည့်အခါဦးစိုးသိန်းအားတမရရုံးဝင်ကြီးတာဝန်ပေးလာခဲ့သည်ဦးသိန်းစိန်ကဦးစိုးသိန်းအားလက်ရုံးတဆူအဖြစ်အားကိုးခဲ့သည်ဦးစိုးသိန်းသည်တမရယုံဝင်ကြီးဖြစ်လာပြီးနောက်သူပြောဆိုသည့်အတိုင်းသာဆောင်ရွက်ပါကတမရဦးသိန်းစိန်အားနိုဘယ်ဆုရအောင်ဆောင်ရွက်ပေးမည်ဟု အရှင်းရှင်းကျင်းပြန်ထဲခဲ့သည်။ ထိုအရှိန်ကဥဆိုသိန်း၏နောက်ွယ်တွင်မြန်မာဣကရက်ကောင်းဆောင်များရှိခဲ့ကြသည်မြန်မာဣကရက်ကောင်းဆောင်များထဲမှဒေါက်တာနေဝင်းမောင်ဒေါက်တာကျော်ရင်လိုင်းဦးတင်မောင်တန်းဥလားမောင်ရွှေတို့သည်ဥဆိုသိဥအောင်မင်းအားနောက်ွယ်မှအကြံပေးနေသူများဖြစ်သည်မြမဤကရမတဆက်မြမငင်းကြရေးစင်တာ MPC ဖွင့်လစ်လာသောအခါဥဆိုသိသည်ပြည်တော်ပြန်များဖြစ်ကြသောဥညိုအောင်မြင့်ဥအောင်နိုင်ဦး ။ဦးစိုးသိန်း၏အကြံပေးဖြစ်သူမှာဒေါက်တာကျော်ရင်လိုင်နှင့်ဦးလမောင်ရွှေတို့ဖြစ်ကြသည်။သမရဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပထမဆုံးအကြိမ်အဖြစ်နော်ဝေနိုင်ငံသားရေးဒုတိယဝန်ကြီးအားမြန်မာနိုင်ငံသို့လာရောက်ရန်မြန်မာအီဂရက်လူကြီးများနှင့်ဝန်ကြီးဦးစိုးသိန်းတို့စီစဉ်နိုင်ခဲ့သည်။ဦးစိုးသိန်းသည်သမရဦးသိန်းစိန်အားနိုဘယ်ဆုရအောင်ဆောင်ရွက်ပေးမည်ဆိုသောကြောင့်သမရဦးသိန်းစိန်သည်ဦးစိုးသိန်းအားလုံပိုင်ခွင့်ပေးလာခဲ့သည်။ ပင်ကိုအေးရင်းမရှိသောတမရဦးသိန်းစိန်သည်ဦးစိုးသိန်းကိုအားကိုးလာခဲ့သည်ထို့ကြောင့်သူလည်းစူပါဝင်ကြီးဖြစ်လာခဲ့သည်သူ့အောက်တွင်တာဝန်ထမ်းခဲ့သောရေတပ်ဦးစီးချုပ်ငယ်ဦးညံထွန်းအားဒုတိယတမရဖြစ်လာအောင်အထိဆောင်ရွက်နိုင်ခဲ့သည်တမရဦးသိန်းစိန်အစိုးရလက်ထက်တွင်ဦးစိုးသိန်းပြီးရင်ပြီးသလောက်ဖြစ်လာသည်ထို့နောက်သူသည်ဝင်ကြီးဌာနများတင်တာရှာပေးသည့်အခါသူပေးခိုင်းသည့်ကုမ္ပဏီများကိုသာပေးရသည် သူပေးခိုင်းသည့်ကုမ္ပဏီကို မပေးသည့်ဝန်ကြီးများဝန်ကြီးချုပ်များအားတမရနှင့်တိုင်တမ်းမည်ဟုရှိန်ရှောက်ပြောဆိုမှုများရှိခဲ့သည်သူပေးခိုင်းသည့်ကုမ္ပဏီအားတင်တာမပေးသည့်ပြည်ထောင်စုဝန်ကြီးအရှုယာရူးမှနှုတ်ထွက်ခဲ့ရသည်သမရဦးသိန်းစိန်အစိုးရလက်ထက်ဦးစိုးသိန်းတွင်ရခဲ့သောလုပ်ငန်းများထဲမှလက်စုပ်လက်ကင်ပြလို့ရသည့်ကိစ္စမှာအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ဖြစ်သည်။ တမရဦးသိန်းစိန်လက်ထက်2012ကတည်ထောင်ခဲ့သော MICA ဥက္ကဋ္ဌမှာဦးစိုးသိန်းဖြစ်ပြီးဝင်ကြီးဌာနများကနိုင်ငံပိုင်ဆက်ယုံနှင့်ရှမ်းမြေအကွက်ပေါင်း60ကျော်ရယူခဲ့သည် ထို့နောက်အဆိုပါဆက်ယုံနှင့်မြေကွက်များအားဦးစိုးသိန်းနှင့်ပတ်သက်သောကုမ္ပဏီများအားကာလတန်ဖိုးနှင့်အလွန်နှဲသောစိန်နှုန်းဖြင့်ငှားရမ်းလုပ်ပိုက်ခွင့်ပေးခဲ့သည် NLD အစိုးရတက်လာပြီးနောက်အမျိုးသားလွတ်တော်မှထိုအချက်ကိုထောက်ပြကာ MIC ရဲ့အဖွဲ့ကိုဖျက်သိမ်းဖို့လွတ်တော်ကအတည်ပြုခဲ့သည်။ အမှန်တကယ်ဦးစိုးသိန်းနဲ့ MPC မှအပေါင်းအပါများသည့်စစ်ဘုကျော်ဟောင်းမှတမရဖြစ်လာသူဦးသိန်းစိန်အားနိုဘယ်ဆုရအောင်ဆောင်ရွက်ပေးမည်ဟုပြောဆိုခဲ့ခြင်းသည်မလုံပေးလှည့်ဖြားခဲ့ခြင်းသာဖြစ်သည်။မဘာသာအသင်းကြီးကိုတီထောင်ခဲ့သူစစ်ဘုကျော်ငယ်တမရဦးသိန်းစိန်အားနိုဘယ်ဆုရအောင်ဆောင်ရွက်ပေးမည်ဟုပြောဆိုခဲ့ခြင်းမှာလိန်လယ်လှည့်ဖြားခဲ့ခြင်းဆိုသည်မှာတမိုင်းကတည်တည်ပြခဲ့ပြီးဖြစ်သည်။ ထို့ပြင် MBC ကောင်းဆောင်များနှင့်လာရောက်တွေ့ဆုံသောမဘာသာဖုန်ကြီးဦးဝေရသူအားရဲတပ်ဖွဲ့မှဖမ်းဆီးရန် MBC ရုံးတဲသို့ဝင်ရောက်ခဲ့သည်သို့သောဥဆိုတဲ့ဥအောင်မင်းနဲ့ MBC ကောင်းဆောင်များကဖမ်းခွင့်မပြုသည့်အတွက်ရတပ်ဖွဲ့မှဥဝေရသူအားဖမ်းမရဖြစ်ခဲ့သည် ထိုကဲ့သို့ဘာသာရေးအစိုးရဖုံးကြီးတပါအားဖန်စီခွင့်မပေးသူများကသမရဦးသိန်းစိတ်အားနိုဘယ်ဆုရအောင်ဆောင်ရွက်ပေးမည်ဟုပြောဆိုခြင်းမှာလိန်ညာလှည့်ဖြားခြင်းသာဖြစ်သည်ဟုတမိုင်းကတသက်ပြခဲ့ပြီးဖြစ်ပါသည်ဦးစိုးသိန်းသည်မြန်မာနိုင်ငံရေးစင်တာ MPC တို့လာရောက်သူအများစုအားရွှေမန်းတမရဖြစ်လို့မရဘူးဟုပြောလေရှိသည်။သူပြောသည့်အတိုင်းလဲဦးစိုးသိန်းကစနစ်တကျလုပ်ခဲ့သည်။ ဦးစိုးသိမ်းပြောသည့်ရွှေမန်းဆိုသည်မှာထိုအရှင်ကပြည်သူ့လွတ်တော်ဥက္ကဋ္ဌတာဝန်ယူထားသူသူရဦးရွှေမန်းဖြစ်သည်သူရဦးရွှေမန်းသည်ဦးစိုးသိမ်းနှင့်အလွန်ခင်မင်ရင်းနှီးသူဖြစ်သည်ဦးစိုးသိမ်း၏ကျေးဇူးရှင်ဟုလည်းဆိုနိုင်သည်ဦးရွှေမန်းနှင့်ဦးစိုးသိန်းတို့သည်စစ်တပ်ကတော်အပတ်စဉ်71 DSC 71ကိုအတူတက်ခဲ့သူများဖြစ်သည်၂008ခုနှစ်နာကင်းမုံတိုင်းတိုက်သည့်အခါဟိုင်းကြီးကျိုးရစ်တဲ့စခန်းတွင်ရှိသောစစ်သမောအရှုံးနစ်မြုပ်ခဲ့ရသည် အဆိုပါကိစ္စနှင့်ပတ်သက်၍ရေကျောက်တာဝန်ယူထားသူဗိုလ်ချုပ်ကြီးစိုးသိမ်းမှာအေးအယူခံဖို့ဖြစ်လာသည်။သို့တော့ထိုအရှင်ကစစ်တပ်၏တတိယကောင်းဆောင်ဖြစ်နေသူကြီးရည်လေညှိနှိုင်းကွက်ကဲရင်မူဗိုလ်ချုပ်ကြီးသူရရွှေမန်းကထိုပြက်တနာကိုတာဝန်ယူဖြေရှင်းပေးခဲ့သည်။ထိုအတွက်ရေကျောက်ဦးစိုးသိမ်းမှာအေးအယူမခံခဲ့ရပေ။ထို့ပြင်ဦးစိုးသိန်းအသက်60ပြည့်၍အနားယူရမည့်အချိန်တွင် သူရာဦးရွှေမန်း၏ထောက်ခံမှုဖြင့်စက်မုန်းနှင့်ဝင်ကြီးရာသူကိုရရှိခဲ့သည် သို့သောဥโซသိန်းတမနာရုံးဝင်ကြီးဖြစ်လာချိန်တွင်သူရဥရွှေမန်းနှင့်မပြေမလည်ဖြစ်လာခဲ့သည်ဥโซသိန်းတို့အဖွဲ့ကရေးဆွဲထားသောနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအားသူရေးဆွဲထားသည့်အတိုင်းမပြုပြင်ပေလွှတ်တော်ကအတည်ပြုပေးဖို့ဥโซသိန်းကတောင်းဆိုခဲ့သည်ထိုကိစ္စနှင့်ပတ်သက်၍ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်သောသူရိုက်ဥရွှေမန်းကမလာရောခဲ့ပေအဆိုပါဥပဒေအားလွှတ်တော်တွင်ဆွေးနွေးကလွှတ်တော်ကိုယ်စားလှယ်အများစု၏သဘောအတိုင်းပြင်ဆင်ပြီးအတည်ပြုခဲ့သည် ထိုကိစ္စနှင့်ပတ်သက်၍ဥဆိုသိန်းကဥရွှေမန်းအပေါ်မကြေမလည်ဖြစ်လာခဲ့သည်ထို့ပြင်ဒေါအောင်ဆန်းစုကြည်နှင့်ဆက်ဆံရေးကောင်းလာသောသူရဥရွှေမန်းမှာ2016ခုနှစ်တွင်တမရပြစ်ရန်ရေပန်းစားသူဖြစ်သည်ဥရွှေမန်းသည်ပင်ကိုအေးရင်းရှိသူဖြစ်သည် ထို့ကြောင့်ဥရွှေမန်းတမရဖြစ်လာပါကတမရဥသိမ့်စိန်ကဲ့သို့ဥဆိုသိမ့်နှင့် MPC မှလူကြီးများကြိုးကန်၍မရတော့ပေထို့ကြောင့်ဥဆိုသိမ့်သည်ဥရွှေမန်းတမရမဖြစ်ရေးဆောင်ရွက်လာခဲ့ကြသည် ပထမဆုံးအနေဖြင့်တမရဥသိန်းစိန်အားဒုတိယအကြိမ်တမရဆက်လုပ်ရန်စီယုံခဲ့သည်တမရဦးသိန်းစိန်သည်တမရရာတို့အားငါးနှစ်တကြိမ်သာတာဝန်ယူမည်ဟုသူရဦးရွှေမန်းနှင့်ဒေါအောင်ဆန်းစုကြည်အားပြောဆိုထားခဲ့သည်။ထို့သောဦးစိုးသိန်းနှင့် MPC ခေါင်းဆောင်များကတမရဦးသိန်းစိန်အားပြည်သူများနှင့်တိုင်းဒေသလက်နက်ကိုင်များကဦးသိန်းစိန်အားဒုတိယတပ်တန်းလှုပ်ဆောင်ရန်လိုလားနေသည်ဟုဆိုကာဒုတိယတပ်တန်းဆက်လက်လှုပ်ဆောင်ရန်တိုက်တွန်းခဲ့သည်။ ထို့ကြောင့်တမရဦးသိန်းစိန်သည်ဒုရယာတက်တန်းဆက်လုပ်ဖို့ဖြစ်လာခဲ့သည့်အတွက်ဒူရာဦးရွှေမန်းနှင့်ဒေါအောင်ဆန်းစုကြည်တို့ကတမရဦးသိန်းစိန်အားဂတိမတည်သည်ဟုပြောဆိုလာခဲ့ပြီးဆက်ဆံရေးအဖူအထည်ဖြစ်လာခဲ့သည်။ထို့ပြင်ဦးစိုးသိန်းကဦးရွှေမန်းတမရဖြစ်လာလင်ဒေါအောင်ဆန်းစုကြည်နှင့်ပေါင်းကစစ်ဖို့ကြုံများ၏ပိုင်ဆိုင်မှုများကိုပြန်သိမ်းလိမ့်မည်ဟုမဟုတ်မမှန်သတင်းလွှင့်၍စစ်ကောင်းဆောင်များအားစီယုံခဲ့သည်။ ထို့နောက်ဦးသိန်းစိန်နဲ့တက်ရှုပ်မင်းအောင်လိုင်းတို့ပေါင်းကသူရာဦးရွှေမန်းအားစန့်ခါရေးပါတီဥက္ကဋ္ဌရာတို့မှဖယ်ရှားသည့်တကောင်ရန်အာနာသိမ့်မှုဖြစ်လာခဲ့သည်ဦးစိုးသိန်းသည်သူအာနာပါဝါရှိသောတမရယုံဝင်ကြီးတာဝန်ယူခဲ့သည့်အချိန်တွင် နိုင်ငံတကာနှင့်မြမလူအဖွဲ့အစည်းကိုလည်းလိန်ညာလှည့်ဖြားခဲ့သူဖြစ်သည် အထူးသဖြင့်နိုင်ငံတကာနှင့်တိုင်းဒေသလက်နက်ကိုင်အဖွဲ့များအားလိန်ညာလှည့်ပြခဲ့ခြင်းမှာတမိုင်းကတက်တည်ပြခဲ့သည် သူတို့၏လှုပ်ဆောင်မှုများသည်သူတို့အာဏာရရေးတာဖြစ်သည်2008ဖွဲ့စည်းပုံအရသူကိုယ်တိုင်တမနာလုပ်လို့မရသည့်အတွက်သူကြိုးစွဲလို့ရသည့်လူတမနာဖြစ်ရေးဆောင်ရွက်ခဲ့ခြင်းသာဖြစ်သည်ထို့အတွက်အခြားအကြောင်းမရှိသောရင်내ကမပါသည့်စကားများပြောဆို၍ပြည်သူလူထုနှင့်ကမ္ဘာကောင်းဆောင်များအားလိန်ညာလှည့်ပြားခဲ့ခြင်းဖြစ်သည်လူကြိုက်များမည်စကားလုံးများကိုပြောဆိုခြင်းလူကြိုက်များမည်ဓာတ်ပုံများအားအယိုက်ခံခဲ့ခြင်းသာဖြစ်သည် 2020ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရခဲ့ပြီးနောက်အိမ်မပြောင်းနိုင်ဖြစ်ခဲ့ရသည့်ဦးစိုးသိန်းသည်စစ်တပ်ကအာဏာမသိမ်းမှကိုစိုးရိမ်ခဲ့သူတဦးဖြစ်ပြီးဦးစိုးသိန်း၏စိတ်ထားအမှန်အားသူရေးခဲ့သောသူဆောင်အုပ်နှင့်တမိုင်းဖြစ်ရများကတက်တည်ပြပြီးဖြစ်သည်ရခင်စေအုပ်စုလောက်ဝေခံဦးသိန်းစိန်အစိုးရ၏ဝင်ကြီးတဦးအနေဖြင့်ဦးစိုးသိန်းသည်မြမာတွင်ဆယ်စုနှစ်များစွာကြာသည့်ဆေးအာဏာရှင်စနစ်ရှုံငိမ့်သွားပြီး၎င်းတို့အစိုးရသည် နေပဲအသီးသီးတွင်ပြုပြင်ပြောင်းလဲရစိတ်ထားရှိသည့်အစိုးရဖြစ်သည်ဟုပြောကြားကာမြန်မာနိုင်ငံသည်ထူးခြားသောအပြောင်းအလဲဖြစ်နေသည်ဟုထင်အောင်တကဘာလုံးကိုအယူလုပ်ခဲ့သည်သူသည်ဒါဖို့စီးပွားရေးညီလာခံတက်ခဲ့သည်2017တွင်မြန်မာနိုင်ငံရုတ်တရက်တကားပွဲလာခြင်းကိုတန်တရားရှိသည့်နိုင်ငံတကာစီးပွားရေးလုပ်ငန်းအမှုဆောင်များပြည်တွင်းပြည်ပနိုင်ငံရေးကောင်းဆောင်များနှင့်တွေ့ဆုံတိုင်းလဲသူကမြန်မာနိုင်ငံသည် ပြောင်းလဲနေပြီဖြစ်ကြောင်းပြောပြီးအခုအညီတောင်းခံသည် ထို့သောတန်တရားရှိသူများယုံကြည်လာစေရန်အတွက်ထိုရည်တက်ဒုတိယဗိုလ်ချုပ်ကြီးဟောင်းကသူ၏နိုင်ငံတွင်ပြုလုပ်နေသည့်ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများသည်ကျေပြန်းလာသောကြောင့်နောက်ပြန်ဆုတ်ရမဖြစ်နိုင်သောကြောင့်နိုင်ငံတကာကိုအာမခံချက်ပေးသည်2017ခုနှစ်အစောပိုင်းတွင်ဦးသိန်းစိန်ကိုအာဏာလွှဲပေးခဲ့သော ရခင်စေအုပ်စုအဖွဲ့ဝင်တအူးအနေဖြင့်သူသည်ဗိုလ်ချုပ်ကြီးမှတမရဖြစ်လာသူ ဦးသိန်းဆိုင်အစိုးရကလုတ်ကင်သည့်မြန်မာနှင့်နိုင်ငံတကာထိတွေ့ဆက်ဆံရေးအတွက်နိုင်ငံရေးစီးပွားရေးလူမှုရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုများကို ကူညီတော့ပြုပြင်ပြောင်းလဲရေးဝန်ကြီးအဖြစ်သူ့ကိုယ်သူပုံဖော်ခဲ့သည်တို့တော့နောင်စယ်နှစ်ကြာပြီးနောက်ဦးစိုးသိန်းဒီရခင်နှစ်ကမြမဆရာနာသိမ်းမှုကိုလှိုက်လိုက်လေလေထောက်ခံလိုက်တော့အခါမျက်နှာဖုံးကွာကြပြီးသူ၏အယောင်အသွေးမှန်ပေါ်ပေါက်လာသည် ရခိုင်နှင့်ဖေဖော်ဝါရီလတရက်နေ့တွင်စစ်အုပ်စုသည်ဒေါန်ဆန်းစုကြည်ဦးဆောင်သည့်ဒီမိုကရေစီနီးကြရွေးချယ်တင်မြှောက်ခံထားရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အယက်သားအစိုးရကိုဖြုတ်ရှားလိုက်သည်ဒေါန်ဆန်းစုကြည်အစိုးရသည်2015ခုနှစ်ကတောင်ပြိုကမ်းပြိုရွေးကောက်ပွဲအောင်နိုင်ပြီးနောက်ဦးသိန်းစိန်အစိုးရထံမှအာဏာလွှဲပြောင်းရယူခဲ့သောအစိုးရဖြစ်သည်။အာဏာသိမ်းမှုသည် နိုင်ငံ၏ဆယ်စုနှစ်တခုအကြာဒီမိုကရေစီစမ်းသပ်မှုကိုအဆုံးသတ်လိုက်သည်သာမကမြန်မာတိုင်းနိုင်ငံလုံးတွင် လူမှုနဲ့နိုင်ငံရေးဖယိုဖယဲအရှိအနေတို့ကြဆင်းသွားသည်လရှိအရှင်အထိလူပေါင်း1300ကျော်ကိုစစ်ကောင်စီကတပ်ဖြတ်ခဲ့ပြီးတပ်ဖြတ်ခံရသူအများစုမှာစစ်ကောင်စီစက်ကြီးတက်ကြွလှုပ်ရှားသူများဖြစ်သည်ထိုစစ်ဗိုလ်ချုပ်ဟောင်းရီပြောကြားချက်သည်သူ၏နောက်ဆုံးထုတ်စာအုပ်ဖြစ်သည့်ဒီမိုကရေစီဒုတိယအစိုးရတင်းနှင့်မြန်မာနိုင်ငံအမည်ရှိ2016ခုနှစ်မှ2020အထိကြာသောဒေါန်ဆန်းစုကြည်ဦးဆောင်သည့် NLD အစိုးရတပ်တန်းကိုရည်ညွှန်းသောစာအုပ်တွင်ဖော်ပြထားသည် မြန်မာဘာသာဖြစ်ထုတ်ဝေသည့်နှုတ်တွဲရှိသောထိုစာအုပ်ကိုအများပြည်သူတို့မြည်သည့်အတွက်ဖျက်ချည်ခြင်းမရှိသည်ကိုမသိရပေ။အေယာဝတီတည်င်းဌာနကလေးလာခဲ့သည့်ထိုစာအုပ်များအရပထမတွဲကို2020ပြည့်နှစ်အောက်တိုဘာလတွင် ထုတ်ဝေခဲ့ပြီးဒုတိယတွဲကိုဆရာနာသိမ့်မီခုနလအကြာ2021ဩဂုတ်လတွင် ထုတ်ဝေခဲ့ကြောင်းသိရသည်။2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့တွင်လွတ်လပ်ရေးကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့သည်။ ထိုစာအုပ်ဒုတိယအတွဲတွင် စာရေးသူကအာနာသိန်းစစ်ကောင်စွာဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်က NLD ထံမှအာနာသိန်းယူလိုက်ခြင်းသည် လွန်စွာကောင်းမွန်သောဆောင်ရွက်ချက်ဖြစ်ကြောင်းရှိကြသည်မြန်မာနိုင်ငံကိုဆက်အနာရှင်စနစ်ဝိယုံအောက်တွင်ပြန်လည်ထားရှိလိုက်သည့်ထိုကြမ်းမာငင်သောနေ့တွင်ရေတက်ဖို့ကြောင်းဟောင်းသည်ဆက်အနာတိန်သောကြောင့်ပေါ်ပေါက်လာသည့်ပျော်ရွှင်မှုကိုဖုံးကွယ်နိုင်ခြင်းမရှိတော့ပေ။ မိမိတို့မြန်မာနိုင်ငံ၏လွတ်လပ်ရေးကို2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်ပြန်လည်ထိန်းသိမ်းခဲ့သည်ဟုရည်သားထားသည်။နောက်ကြောင်းပြန်လည်မရတော့သည့်ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုဆိုသည့်သူ၏ဇကားကိုယုံကြည်ခဲ့သူများအနေဖြင့်ထိုမရှမ်းရှင်းရှင်းလင်းလင်းလေးလာစရာသင်ခန်းစာတစ်ခုပင်ဖြစ်သည်။ထိုသင်ခန်းစာမှာစေအောင်စုနှင့်ပတ်သက်သူမြည်သူမဆိုကဒီမိုကရေစီနှင့်ပြုပြင်ပြောင်းလဲရေးတရားဟောလာပါက ထိုသူပြလိမ့်လည်နေကြောင်းသိရန်သင်ခန်းစာသာဖြစ်သည်။ စာအုပ်အမည်တွင် ဖော်ပြထားသည့်အတိုင်းဆိုပါကဥဆိုသေး၏နောက်ဆုံးစာအုပ်သည်ဒေါင်ဆန်းစုကြည်၏ NLD အစိုးရကြောင်းဖြစ်သည်ထိုစာအုပ်၏ဒုတိယတွဲကမူမဲဆွဲမှုနှင့် NLD ကနောက်တစ်ကြိမ်တောင်ပြိုကမ်းပြိုနိုင်သည့်2020အထွေထွေရွေးကောက်ပွဲနောက်ပိုင်းအငင်းပွားမှုများကိုအထူးအာရုံစိုက်သည် NLD အာဏာရနေစဉ်အတွင်းအာဏာအလွဲသုံးစားလုပ်ပြီးရွေးကောက်ပွဲတွင်မဲလိန်သည်ဟုစေအုပ်စုကအကြောင်းပြသည် ။စာရေးသူကလည်းဗိုလ်ချုပ်မူကြီးမင်းအောင်လာ၏ထိုပြောကြားချက်များကိုတန်ရောင်လိုက်သည်။အကျဉ်ပြရှာစားသည်ဟုကြကြံပြပြယုံကြည်ကြသည့်ဦးသိစိတ်အစိုးရက2017တွင် အာနာရလာသည့်ဦးစိုးသိန်းကိုစက်မှုဝင်ကြီးအဖြစ်ကြေညာသည်ထို့နောက်သူကို တမရရုံးဝင်ကြီးများအနက်တဦးနှင့်စီးပွားရေးအကြီးအကဲခန့်ကဒေါက်တာတန်းမြင့်ဦး၏နောက်ဆုံးစာအုပ်တွင်ဖော်ပြချက်အရသူသည် စကားကိုပွင့်လင်းစွာပြောပြီးနိုင်ငံ၏အလားအလာကိုအကောင်းမြင်သောပြည်ပတွင်အ धिक စီယုံပြောကြားသူဖြစ်လာသည်ရှခင်တနစ်ကရွေးကောက်ပွဲတွင်စစ်တပ်လက်ဝေခံပြည်ထောင်စုကြက်ခိုင်ရင်နေဖွံ့ဖြိုးရေးပါတီ USDP ရှုံးနေပြီး2016ခုနှစ်တွင်ဦးသိန်းစိန်အစိုးရကို NLD အစိုးရကဆက်ခံလိုက်သောအခါ ဦးစိုးသိန်းသည်အတိုက်အခံလွှတ်တော်ကိုယ်စားလှယ်ဖြစ်လာခဲ့ပြီး NLD အစိုးရ၏ဆောင်ရွက်ချက်များကိုဝေဖန်အကဲဖြတ်ရန်အခွင့်အလမ်းရရှိသွားသည်ထိုအကြောင်းကြောင့်ပင် သူသည်ဓမ္မတိတ်တန်ကြပြီးအရှက်အလက်အရှိပြုသည့်တုံးသက်ချက်ပေးခဲ့ပါက ထိုကာလအတွက်သူ၏မှတ်တမ်းသည်လွန်စွာစိတ်ဝင်စားဖွယ်ကောင်းမြေဖြစ်သည်သူ၏စာအုပ်အမစာတွင် ထိုစာအုပ်သည်အနာဂတ်သမိုင်းပညာရှင်များအခြားပညာရှင်များနှင့်မြမနိုင်ငံရေးကိုစိတ်ဝင်စားသူများအတွက်ရည်ရွယ်ကြောင်းနှင့် တခြားမည်သည့်နောက်ွယ်အကြောင်းရင်းများမရှိကြောင်းရေးသားဖော်ပြထားသည်ထို့သောထိုစာအုပ်မှာ NLD အစိုးရကိုအပုတ်ရှပြီးဦးသိန်းစိန်အစိုးရအောင်မြင်မှုများကိုရှိကြကဒေါအောင်ဆန်းစုကြည်ကိုပုတ်ကိုရေးတိုက်ခိုက်တဲ့ကဲ့သို့ NLD အစိုးရအုပ်ချုပ်ရေးအတွေ့မြန်မာနိုင်ငံ၏ဗုဒ္ဓဘာသာသည်ရှင်းရှားမှုနှင့်ရင်ဆိုင်ရသည်ဟုဆိုကအမျိုးသားရေးမိထိုးသည့်အာထုံမှုထက်မပိုကြောင်းပေါ်ပေါက်လာသည်အနေဒီအစိုးရတွင် အပြည့်အနာစာအရှိရှိသည့်နှင့် ဥသိမ်းစိန်ရာထူးတက်တန်းအတွင် အပြုသဘောဆောင်သည့်နိုင်ငံရေးတိုးတက်မှုများရှိသည်မှမှန်သည်ထို့သော စာဘတ်သူများကိုမလိန်လေသင့်ပေ ထိုဘိုချိုဟောင်းသည်2011တွင် သူ၏ပြုပြင်ပြောင်းလဲရေးများကိုစတင်သောအခါနိုင်ငံ၏တယန်စာတာရေးမြစ်များအလုံးနီးပါးကိုစိတ်တန်းကြလုပ်သည်ဝင်ကြီးဌာနများကိုအများအားဖြင့်စစ်ဗိုလ်ချုပ်များကဦးဆောင်ပြီးထိုဝင်ကြီးဌာနများတွင်လည်းစစ်သားဟောင်းများကိုသာထည့်သွင်းထားပြီးဖြစ်သည်။ ပုံမအရေးကြီးသောအချက်မှာစေအုပ်စုသည်သူ့ဘက်တွင် ရှိနေခြင်းဖြစ်သည်2016ခုနှစ်တွင် NLD ကအစိုးရဖွဲ့သောအခါဒေါအောင်ဆန်းစုကြည်လှုပ်ဆောင်ခဲ့သည့်ကိစ္စအလုံးကိုထိုအချိန်အထိသူ့ကို ထောက်ခံသူများနှင့်အသစ်ဖွဲ့စည်းထားသောအစိုးရအဖွဲ့နှင့်သာလုပ်ကိုင်ရသည် NLD အစိုးရ၏မူဝါဒတရှုပ်ကိုအကောင့်အထည်ဖော်သောလုပ်ငန်းများအားရခင်အစိုးရကခန့်ထားသည့်အပြောင်းအလဲကိုလက်မခံလို့သည့်အမြဲတမ်းအတွင်းဝင်များနှင့်ထိတ်တန့်အရာရှိများကိုဟန်တားထားသည့်ဆိုသည့်အချက်မှာအလုံးသိနေသောလှုပ်ဝက်ချက်ဖြစ်သည်ထိုစဉ်က NLD အတွင်ရေးမှုအဖွဲ့ဝင်ဦးဝင်းထိန်က2019ခုနှစ်တွင် အောက်ပါအတိုင်းပြောကြားခဲ့သည်သူတို့တွေကအရင်မြင်းချင်းကလေ့ကျင့်ပေးခဲ့တဲ့မြင်းဟောင်းတွေနဲ့တူတဲ့ ျွန်တော်တို့တွေကမြင်းအောင်စီးနေရတဲ့မြင်းစီးတမအစ်စ်တွေကိုလိုချင်တဲ့ဘက်သွားအောင်ရန်ကိုစ조사နေရတဲ့စိတ်ပြည့်စရာကောင်းတယ်ဟုသူကပြောသည်ထို့အရက်ကိုဥဆိုးတဲ့ဤစာအုပ်တွေမတွေ့ရမီမှာတေချာသည်သူသည်သူ့ဤစရာတမဟောင်းဥသိမ့်စိန်ကိုရှိကျွရနှင့်ဥသိမ့်စိန်ထားခဲ့သည့်အပြစ်ဆိုးထင်းနေသောအမွေအနှစ်ကိုဖုံးကွယ်ရန်သာစိတ်ဝင်စားသူဖြစ်သည်ဥဆိုတဲ့2018ခုနှစ်ကစာအုပ်ဖြစ်သည့်မြမအသွင်ကူပြောင်းရေးနှင့် ဦးသိန်းစိန်အတွင်းလူတအူကြီးမှတ်တမ်းကိုဖတ်ရှုခဲ့သူတိုင်းသည်ထိုတင်းညွှန်းမှုကိုကောင်းစွာတွင်မြင်နိုင်သည်။စာဘတ်သူများအထက်နောက်ထပ်အကြီးအကျယ်စိတ်ပျက်စရာကောင်းတဲ့ကိစ္စမှာထိုစာအုပ်တွင် NLD စန့်ကျင်သူများအမျိုးသားရေးဝါဒီများနှင့်စေအုပ်စုလိုလားသူများရေးသားသည့် Facebook ပို့များကိုကူးယူဖော်ပြခြင်းဖြစ်ပြီးထိုစာအုပ်ကိုရေးသားသူသည်သူ၏ရေးသားချက်များအတော့အထောက်အထားပြရန်နှင့် NLD နှင့်ဒေါအောင်ဆန်းစုကြည်ကိုတိုက်ခါရှာရန်ထို post များကိုအလွန်အမင်းမှီခိုနေခြင်းဖြစ်သည်။ ထိုပို့စ်များအနက်အရှို့မှာစစ်ကောင်စီကအာဏာသိမ်းရန်အကြောင်းရင်းတစ်ခုဖြစ်ကြောင်းထင်ရှားပြီးဖေဖော်ဝါရီ၁ရက်နေ့ကအစိုးရတစ်ဖွဲ့ပြီးတော့အခါနေပြည်တော်မှနိုင်ငံတကာတရားရုံးတရားသူကြီးများရှေ့တွင်စစ်ကောင်းဆောင်များကို NLD ကတရားစီရင်မည်ဆိုသည့်យេតាချက်များပါဝင်သည်ရခိုင်အာဏာရှင်အားဦးတန်းရွှေအပါအဝင် ထိတ်တန်းစစ်ဗိုလ်ချုပ်36ဦးကိုတည်တံစီရင်မည်ဆိုသည့်យេតាမှုမျိုးဖြစ်သည် တနေရာတွင်ဦးစိုးသိန်းကဒေါအောင်ဆန်းစုကြည်သည်မြန်မာမှရိုဟင်ဂျာမွတ်စလင်များ၏အခွင့်အရေးများကိုကာကွယ်နေသော အဖွဲ့ဖြစ်သော အာရဂန်ရိုဟင်ဂျာတမတ်ကမှညွှန်ကြားရေးမှူးချုပ်ဝါကာဦးတင်ထန်စာတစောင်ရေးသားပေးဖို့တည်ဟုပြောသည်ထိုစာအုပ်တွင် ထုတ်ဝေထားသည့်အတိုင်းဆိုပါက ထိုရက်စွဲမတက်ထားသည့်စာတွင်ဒေါအောင်ဆန်းစုကြည်ကကော်မူးမဲဆန္ဒနှင့်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းနှင့် NLD ကောင်ဆောင်အနေဖြင့် သူမ၏ပါတီကိုထောက်ခံရန်ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများကိုပြောသည်ဟုဆိုသည်ဥဆိုတဲ့အဆိုအရဒေါအောင်ဆန်းစုကြည်က NLD အနိုင်ရပါကရိုဟင်ဂျာပြည်သူများကိုခွဲခြားဆက်ဆံသည့်မြန်မာပြည်သူများကိုလူမျိုးရေးဘာသာရေးအမုံရာဇဝတ်မှုဥပဒေအရအပြင်းအထန်အပြစ်ပေးမည်ဟုဥပဒေတစ်တခုပြဋ္ဌာန်းမည်ဟုရိုဟင်ဂျာအရွေးတက်ကြွလှုပ်ရှားသူများအားပြောသည်ဟုဆိုသည်မြန်မာနိုင်ငံကို ထို့သို့အပြောင်းအလဲဖြစ်စေရန်မိမိတို့ NLD ရွေးကောက်ပွဲနိုင်ရန်လိုသည် ်ပါတီသည်မြန်မာနိုင်ငံတွင်အပြောင်းအလဲဖြစ်စေသောနိုင်ငံသားသားများ၏အကူအညီအပြင်းအထန်လိုအပ်နေသည်ထို့ကြောင့်မိမိတို့သည်တင်တို့၏အကူအညီကိုလည်းလိုအပ်သည်ဟု ထိုစာကဆက်လက်ဖော်ပြကြောင်းဆိုသည်ရိုဟင်ဂျာပြည်ထနာသည်မြန်မာနိုင်ငံတွင်အပြင်းအထန်ငင်းခုန်ရသော ပြည်ထနာဖြစ်သောကြောင့်ထိုစာအုပ်ကိုရေးသားသူသည်အရှိအမြင့်မရှိသောတည်င်းဆက်လက်များကိုရွေကျက်ရှိရှိထုတ်ပြန်ပြီးဒေါန်ဆန်းစုကြည်နှင့်သူမကိုပြည်တွင်းမှထောက်ခံသူများကြားတက်ချွခြင်းဖြစ်ကြောင်းထင်ရှားနေသည် ထို့အပြင်ဦးစိုးသိန်းကဒေါအောင်ဆန်းစုကြည်သည်သူမ၏အကျိုးစီးပွားကိုရှေ့တန်းတင်ရန်နိုင်ငံသားသားများကိုပြုစုပြောထောင်နေသည့်မယုံကြည်ရသောကောင်းဆောင်အဖြစ်လဲသယုတ်ဖော်သည်ထို့အပ်ချက်သည်သူ၏ရည်ရွယ်ချက်ဖြစ်ပါကသူ့အနေဖြင့်နောက်တစ်ကြိမ်တွင်ပုံမတီထွင်ဖန်တီးမှုရှိရှိရေးသားရန်လိုသည်အဘဲကြောင့်ဆိုတော့ထိုအချက်သည်ရခင်စေအုပ်စုကပြည်သူလူထုကိုလိမ်လည်ရန်1988နောက်ပိုင်းတွင်အကြိမ်ကြိမ်သုံးခဲ့သောအချက်ဖြစ်နေသောကြောင့်ဖြစ်သည်။ ကမ္မကောင်အကြောင်းမလစွာဖြင့်ထိုနီးလန်းသည်အလုံးမဖြစ်ပေ1990 2012 2015နှင့်2020တို့တွင်ရေကောက်ွယ်အောင်နိုင်မှုများကယနေ့တိုင်ဒေါအောင်ဆန်းစုကြည်အပေါ်လူထုထောက်ခံမှုမဆုံးနှစ်ကြောင်းပြသနေသည်ထို့သော ထို့သို့သောအရှိန်အမြင့်မရှိသည့်တည်င်းများကိုယုံကြည်သူများလည်းရှိနေသည် NLD ကိုရှေ့ဆုံးကန်သွားသူဦးသိန်းညွန့်နှင့်ဦးသိန်းစိန်ထံအောက်ကျလာရသူမန်းကြီးမောင်တို့ပါဝင်ပတ်သက်လာသည် ၎င်းတို့နှစ်ဦးစလုံးသည်ယခုအခါတွင် အာနာသိန်းစစ်ကောင်စွာဗိုလ်ချုပ်မူကြီးမရောက်လိုက်နှင့်စစ်ကောင်စီအတွက်ဘဝကိုယင်းနှီးမြုံနှံလုတ်ကိုင်းပေးသူများဖြစ်နေကြသည်။၎င်းတို့၏အမှားစာများတွင်ထိုစစ်ကောင်စီထောက်ခံသူများကရိုဟင်ဂျာပြည်တနာနှင့်ပတ်သက်သည့်ဒေါန်ဆန်းစုကြည်၏စာပေစာယူကိုအထောက်အထားမရှိသည့်ဖော်ထုတ်မှုအတွက်တုံ့လောက်ကြောင်းဖော်ပြကြသည်။ဦးသိန်းညွန့်က နိုင်ငံကိုလွန်စွာတစ်ဆာမဲ့ပြီးကိုကျိုးအတွက်နိုင်ငံကိုရောင်းစားသောကြောင့်ထိုအုပ်စုကလမ်းနေသည့်ရှီလမ်းများကိုမြင်ရသောအခါကိုမျက်လုံးပင်ကိုမယုံနိုင်ဟုရည်သည်။မန်းကြီးမောင်ကမူဒါဟာနိုင်ငံတော်နဲ့ပြည်သူတွေကိုစော်ကားတာပဲဟုရည်သားပြီးနောက်ကျွန်တော်တို့ပြည်သူတွေဟာသူတို့ရဲ့ဇယိုက်မှန်ကိုမမြင်နိုင်သေးဘူး။ဒီလိုအယောင်သွေးတူတဲ့ငှက်တွေကတူညီတဲ့သရှင်ကိုဆိုတာအံ့ဩစရာမဟုတ်ဘူးဟုရည်သားထားသည်။ ဦးစိုးသိန်းဒီ NLD အစိုးရနှင့်ဒေါအောင်ဆန်းစုကြည်ကိုအပုတ်ရှစေကမှု2020ပြည့်နှစ်ဧပြီလတွင်ပြစီသည့်သူ၏စာအုပ်ပထမတဲတွင် အာနာသိန်းရန်ဓာတ်ရိုက်တောင်းဆိုမှုအဖြစ်မြင်နိုင်သောကိစ္စများကိုဂယုတဆိုင်ရှောင်ရှားသည်ထို့သောမတောင်းဆိုဘဲသူသည် NLD ကိုယ်စားလှယ်များနှင့်စေအုပ်စုခက်ကိုယ်စားလှယ်များကြားလွတ်တော်အတွင်တင်းမာမှုများကိုဖော်ပြရန်သူ၏စာအုပ်တွင် အခန့်တခန့်ရေးသားထားသည် ထိုပြဿနာများတွင်ဒုတိယတမရတအူအမည်စရင်တင်သွင်းခြင်းမှသည်ဒေါန်ဆန်းစုကြည်အတွက်နိုင်ငံတော်အတိုင်ပင်ခံရာထူးဖန်တီးခြင်းနှင့်ဖွဲ့စည်းပုံအရှိကဥပဒေကိုပြင်ဆင်ရန် NLD အထောက်အမှုများအထည်ပါဝင်သည် ထိုလုံးရက်များသည်အရှိကဥပဒေနှင့်မညီကြောင်းစေအုပ်စုလွတ်တော်ကိုယ်စားလှယ်များကစွပ်စွဲသည်ထိုအချက်သည်၎င်းတို့ကို၎င်းတို့အရှိကံဥပဒေကိုကာကွယ်ဆောက်ရှောက်သူများအဖြစ်သတ်မှတ်ထားသောစေုပ်စုအတွက်အနည်းရောက်စီအနည်းရစီဖြစ်သည် အနေဒီအစိုးရသည်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရှုဖောက်သည်အစိုးရ၏စွမ်းဆောင်ရည်ကို လူထုကမကြင်မနက်ဖြစ်နေသည်စသည့်ပြောဆိုမှုများအတွက်အထောက်အထားများအလုံးကစစ်တပ်လိုလာပြီးအနေဒီစံကျင်ရေးဒေါအောင်ဆန်းစုကြည်စံကျင်ရေးလူမှုကွန်ရက်များကိုအားကိုးသည်သို့တော်အာဏာသိမ်းပြီးနောက်ပိုင်းတွင်ရေးသားထားသည့်ဒုတိယအတွဲတွင်မူတခါကပြုပြင်ပြောင်းလဲရေးသမားဟုခေါ်ကြသည်ရီတပ်ပူချုပ်ကသူသည်စစ်တပ်ကဝင်ရောက်ဆွတ်ဖက်ခြင်းကို NLD အစိုးရဖွဲ့ပြီးရပိုင်အတွင်တန်းတားနေသည်မှာကြာပြီးဖြစ်သည်ဆိုသည့်အချက်ကိုဖုံးကွယ်ထားရန်မကြိုးစားတော့ပေ။